ဆိုရင်ဒီနေ့ကကြတော့ CB form ပေါ့နော် CB form ရိုင်းကြီးလေးကိုပြပြမယ်တကယ်ရကဲ Microsoft Word ဖွင့်မယ် Microsoft Word ကို D step တရား D words နဲ့ application ကိုဖွင့်မယ်နော်လူမျိုးကမဖွင့်ချင်တော့တကယ်နောက်တစ်မျိုးတင်မယ် shortcut key နဲ့တင်မယ် keyboard က keyboard က window key နဲ့ R နဲ့ပေါ့နော် window key ရဲ့ R ရောတွင်နေမယ် ထဲမှာ WIN WORD ဝင်းဝတ်ဆိုပြီးလိုက်ပြီးတော့ enter ခေါက်လိုက်ပြီ။အဲပြီးတော့အဆိုရင်ဒီ Microsoft Word ဖိုင်ပွင့်လာမယ်။နေယူယူမယ်။ blank document ယူမယ်။ဒီကရင်လေးရောက်တဲ့က A ဆက်ရက်တဲ့က A ဖူယူမယ်။စာရွက်ကို A A ဖူစာယူမယ်။ margin ကိုတလမကြီးချန်မယ်။ ပေါ့စထရိတ်ထားမယ်နော်ဒါလေးရဲ့ lesson 1မှာသင်ခဲ့ပြီးပါပြီဒါပြီးဒါရင်စာစာရိုက်မယ်စာရိုက်မယ်ဆိုရင်ပုံမှန်ရိုက်နေကြတော့ AB ရဲ့ form က7နဲ့နော်ပုံမှန်က AB ရဲ့7နဲ့ရိုက်နေကြတက်ခေါက်လိုက်မယ်ပြီးပါရင်ခေါင်းစဉ်ရေးမယ်နော်အဲ့ဒီဝင်ဒီချက်ကစာမြိုက်တော့ copy ပဲတက်ပို့လိုက်မျိုးဟိုဘက်ကကြာမှာဆိုလို့နော် control c control v you know you position and the car position ပြီးရင် keyboard တက်ကီးကိုနှိပ်မယ်ပြီးရင်အစလေးနဲ့ဆက်ချမယ်ပြီးရင်တက်ကီးကိုနှိပ်မယ် dot 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 လေး0 0 keyboard က0ရဲ့ဘေးကဟာလေးနော် dot dot လေးကိုနှိပ်ထားမယ်အဲဒါဆိုရပြီနော် ဆိုရင်ရပြီပေးပါ position ပြီးတော့ပါလာမယ်ဆိုတော့ name ပေါ့နော်အမည်အမည် name တက်ကီးနဲ့သွားမယ်မရောက်သေးရင်တော့တက်ကီးနေမယ် SNS ချမယ်တက်ကီးသွားမယ် SL တွေကိုထပ်ပြီးတော့မလုပ်တော့နော်ဒီဘောဟာကိုပဲ copy ပြီးပြီးရေးလိုက်တော့မယ် control c control v အဲ့ဒါရပြီပြီးရင် name ပြီးရင် age တက်ကီးကိုနေမယ် SL message ချမယ် တက်ကီးရနေနဲ့ control v ခုနက copy ကူတာနဲ့ဆက်တဲ့အဆက်လေးတွေပါအဲ့ဒါကိုပြချလိုက် control v နော်အဲ့လိုနည်းနဲ့သွားမယ်နော်အဲဒီချက်ဆက်မြိုင်တော့ဒီဟာပဲ copy ကူလိုက်မယ် control c control v အဆိုရမယ်အဲဒါဆိုရင်အဆက်လေးညီပါအောင်လို့တက်ကီးနဲ့ခုံမယ်ပါလေတက်ကီးနဲ့ခေါင်းမယ်ကာဆာချမယ်တက်ကီးနဲ့ခေါင်းမယ်နော်ဒါဆိုရင် မြေပိုင်းနော်အဲဒီမြင်းချောင်းကြာဒီအပေါ်ကမြင်းချောင်းကြီးရှိဟာပြီရှင်နိုင်မြတ်ကတူစီကတူဗီနော်ကတူဗီအဲဆိုရင်အပေါ်တက်တက်ခောက်ချလိုက်မယ်ကတူစီကတူဗီတန်ဒီတန်ဒီနေဖြစ်ပါလားအတူ ဖီဆီလမိုက်ကွန်ထရိုဖီဘော်ဒါတက်သွားနော်စာကြောင်းလေးကွန်ထရိုဖီနောက်ပြီးတော့ရင်ဒါကြီးကွန်ပြီးသွားပြီပြီးရင်ဒီခေါင်းစဉ်ကြီးကိုအလဲကောင်မှထားမယ်ဆက်လက်မှတ်မယ်အလဲကောင်မှထားမယ်ပြီးရင်သူ့စိုက်ကိုကြည့်မယ်နော်စိုက်ကို6 20လောက်ထားမယ်နော်20လောက်ထားမယ် ပြီးရင်သူ့စလုံးအကြီးကြီးရေပြောင်းမယ်ဆိုရင်ဗာနေရမယ်ပြောရရနော်ဒီချေပြောပြီးသားဟိုဘက် lesson နေမှာအဲဒီညလေးကိုနေမယ်ကောလုံးကြီးနော်အစင်ကောလုံးကြီးပါပြီးရင်ဒီဒီစာကြောင်းကြီးအရင်ကတ်နေတဲ့ချင်းနဲ့ကျဲခြင်းနဲ့ကောလုံးဆက်လက်နေမယ်ဒီထဲက ီလောက်ဆိုရင်အဆင်ပြေမယ်နော်စာရေးရလောက်ညိုင်နော်โอเคပြီးတော့ဓပုံထည့်မဲ့ကွက်လေးထားပေးရမယ်အဲဆိုတော့ဓပုံထည့်မဲ့ကွက်လေးထားမယ်ဆိုရင်ကျက်ဒီ insert ထဲက shape ဆိုရရှိတယ် shape ဒီမှာ၄ရောင်ကွက်လေးယူမယ်နော်၄ရောင်ကွက်လေးနဲ့ဒီထဲမှာဓပုံထည့်ကွက်လေးထည့်လိုက်နော်ဒီမှာဒီ၄ရောင်ကွက်ကိုဒီအထက်ကလိုက်လို့ခြင်းဆိုရင် ီမှာ shape face ဆိုတာရှိတယ် shape face ကိုညာလေးကိုနှိမ့်မယ် no face ဘာမှမထည့်ခြင်းမပြောနော် okay ဒါရင်ဒီဒီမှာပေါင်လေးတွေမှာအယောင်လေးဝင်နေနော်အဲ့ဒါလေးကိုအမဲအောင်လေးပဲထားမယ်ဆိုရင်ဒါလေးကိုတစ်ချက် select မှတ်မယ်မှတ်ပြီးတော့ဒီမှာ shape outline ဆိုတာကြတော့ဒီ line ပေါ့နော် line ကိုအမဲအောင်ထားအမဲအောင်ထားနော်အဲ့ဒါဆိုရင်ညာလေးတက်ပုံပြည့်ညာရပြီးဒီအောက်မှာ လက်မှတ်ထိုးတယ်လက်မှတ်ထိုးရတာလက်မှတ်ထိုးရတာတင်ပြီဆိုရင် .com s i g n d u i s m i c h a ဆိုပြီးတော့ under ခေါက်ပြီးတော့ဒီလိုလက်မှတ်ထိုးပြီးပြီးရင်ဒါတွေအကုန်လုံးလေဆန်တာမယ်လေဆန်တာမယ်ပြီးရင်သူ့ဒီဘညာဘက်ကိုရွှေ့မယ်နော်ဒီလိုရွှေ့လို့ရနော် နဲ့ရှိတာ။ဒါဆိုရင်ညာနော်။ဒါဆိုရင် TV farm ဒီဇိုင်းပြည့်စုံပါရင်နော်။အဲအဆိုရင်ဒီလေ့ကျင့်ခန်းလေးကိုရိုက်ကြည့်ရိုက်ကြည့်ကြပါနော်။အားလုံးသိပြပါစေ။